အားလုံးပဲမင်္ဂလာပါရှင်။နေရင်စာမို့ YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့ဆက်လက်ဖပြပေးမှာတော့တပိဋကဒရဆရာတော်ကျေးဇူးတော်ရှင်မင်းကွန်ဆရာတော်ဖျားကြီးဥဝိစိတ်တတာရာဘိဝင်တာဥဇီရေတာတိနိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင် ပထမရယ်ပထမပိုင်းအပိုင်းကိုကိုဆက်လက်ဖပြပူဇော်ပေးမှာပဲဖြစ်ပါတယ်ရှင်။ အဟာဗုဒ္ဓဝင်အနုဒီပနီနမောတတဗကဝတောအရဟတောတမ္မာတံဗုဒ္ဓတစကားဥပလင်အနုဒီပနီဟူသောစကားသည် ပါဠိစကားတသက်ဖြစ်သည်အနုနောက်ထဒီပနီ ဖွင့်ပြချက် ူလစကားရင်း၌မထင်လင်းမတိတာအံ့သောအကြောင်းအရာစုကိုတဖန်နောက်ထပ်ဖွင့်ပြသောစကားရက်ကိုအနုတီပနီဟု၍ခေါ်ဆိုသည်ဂျေဇုရှင်လေဒီဆရာတော်ဘုရားကြီးသည်ပရမတ္ထဒီပနီဟုသောအမည်ဖြင့်သင်းကြိုကျမ်း၏အဖွင့်ဒီကာကျမ်းကိုရေးသားတော်မူခဲ့ရာ ထိုပရမထဒီပနီကျန်၌မထင်လင်းမတိတာအံ့သောအချက်လက်စုကိုတပံထက်၍ဖွင့်ပြသောအပြင်အနုဒီပနီဟူသောအမည်ဖြင့်နောက်ထပ်တကြံရေးသားတော်မူခဲ့ပေသည်ထို့အတူပင်ဤမဟာဗုဒ္ဓဝင်ကျမ်း၌လည်းကျမ်းရင်းစာသားနှင့်မှတ်သားဝယ်ကောင်းသောအနုဒီပနီအချက်လက်တို့ကိုတဆက်တည်းရောနောရေးသားရိုင်းနေလျင် စာဖတ်တော်သူတို့စင်တို့အတွက်စာသားနှင့်အတိတ်ပဲ ရောရှက်၍အကြည့်ခဲအမှတ်ခဲ အတိခတ်မီအပြစ်တော်သာရောက်ရှိရသောကြောင့်ဗုဒ္ဓဝင်စာသားအတွက်အထူးတိုးတက်ကြပြန်၍မသားတင်သော အကြောင်းအရာအချက်လက်တို့ကိုအမှုဒီပနီဟူသောအမည်ဖြင့်နောက်ဆက်တွဲထည့်သွင်းဖို့ပြရေးသားရိုက်နှိပ်ခြင်းဖြစ်ပေသည်အီအမှုဒီပနီထပ်မံဖွင့်ပြချက်ကိုကြည့်ရှု၍မဟာဗုဒ္ဓဝင်ကျမ်းစကားရင်းတို့၌မထင်လင်းမသိသာသောအကြောင်းအရာတို့ကို ကောင်းစွာထင်လင်းသိသာ၍ဉာဏ်ပညာနဲ့နဲ့ကွယ်ဝတ်သောအိဘယ်တို့ကိုလည်းလွယ်နေသိသာလာပေလိမ့်မည်တို့ဖြစ်၍မဟာဗုဒ္ဓဝင်စာဖတ်သူတော်စင်ပရိသတ်တို့သည်ဗုဒ္ဓဝင်စာသားကိုဖတ်ကြားပြီးသောအခါဤနုဒီပနီကိုဥပိ္ပခာပြုလစ်လျူရှု၍မသွားမိကြပဲတေချာစိမ့်မှုကြည့်ရှုကြပြီးလျင်နည်းနည်းကွယ်ဝတ်သောမှတ်ဖွယ်အိဗယ်တို့ကိုအလွယ်နှင့်သိမြင်ကြပါစေကုန်သတည်း နုဒီပနီထမှန်ဖွင့်ပြချက်များပါရမီမြေကြောင့်ဒါနတိလာအဆရှိသောတရားဆယ်စုတို့ကိုပါရမီဟု၍ခေါ်သည်ဒါနတိလာစတိစေဘုံကျေးဇူးကုန်နှင့်ရှင်တော်မူကြသောလောင်းတော်ကြီးများကိုပရမလွမြတ်တော်ပုဂ္ဂိုလ်ဟူ၍ခေါ်သည် ထိုလောင်းတော်ကြီးများဟူ၍သူတပါးကြာတိမြင်သူတို့အတိညာဤသူကလောင်းလျာကြီးပဲဟူ၍ ဈာတိမြင်သူလို့ပြောဆိုကြသောအတန္တရာနှစ်ပါးဖြစ်ပေါ်ကြံဖြစ်၍ ਪਰ မာဏံဘာဝဟုဝဆနထပြု၍တနီ ਪਰ မာဏံကမ္မံဟုဝဆနထပြု၍အလောင်းတော်တို့၏လုပ်ငန်းစဉ်ဖြစ်သောဒါနာတီလာစသည်စေပါတရားစုကိုပါရမီဟု၍ခေါ်သည်ထိုပါရမီစေပါစဉ်ကိုဒါနံတီလင်စနိခမံ ေညာဝရိယေနာပင်စမံခန္ဒီသစ္စမဒိဋ္ဌာနံမိထုပိခာတိတေတတဟူသောဂါထာအတိုင်းတိမှတ်ရာဤထိုပါရမီ၁၀ပါးတွင်တပါးတပါးလျင်ပါရမီ ဥပပါရမီပရမထပါရမီဟူ၍ဥပမာဒါန၌တေဒါနပါရမီနေဒါနဥပပါရမီ၃ဒါနပရမထပါရမီဟူ၍၃ပါး တီလာစတီနိုင်ထိုအတူ သုံးမစီ သုံးမစီပြသောကြောင့်ပါရမီအကျယ်30ဖြစ်သည် ပါရမီ ဥပပါရမီပရမတ္ထပါရမီအထူးဤသုံးမတို့အတွက်ရှိဥစွာ တေတာမယရွှေငွေအစရှိသောသုံးဆောင်ဝတ္ထုနှင့်မိမိဤလက်ချေအစရှိသော အင်္ဂါကြီးငယ်နှင့်၃အသက်ဤသုံးမကိုမှတ်သားပြီးလျင်ဒါနအတွက်တေ အသုံးဆောင်ဝတ္ထုကိုစွန့်လူသည်ကဒါနပါရမီနေအင်္ဂါကြီးငယ်ကိုစွန့်လူသည်ကဒါနဥပပါရမီ၃အသက်ကိုစွန့်လူသည်ကဒါနပရမထပါရမီဟုမှတ်အပ်၏ထိုအတူအသုံးဆောင်ဝတ္ထုဟူသောအကြောင်းအင်္ဂါကြီးငယ်ဟူသောအကြောင်းအသက်ဟူသောအကြောင်းကြောင့်မလွန်ကျူးပဲသီလကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းမျိုးကိုသီလပါရမီသီလဥပပါရမီ သီလပရမထပါရမီဟုအစဉ်တိုင်းမှတ်ယူအပ်၏ကျွင်းသောရှစ်ပါးတို့၌လည်းဤနည်းကိုမီး၍သိရ၏ကာကြီးတမတ်သက်ရှိဘာဟိရကစွန်နိုင်ကမူလပါရမီခါခွေအင်္ဂါကြီးငယ်အတွေ့အတွေ့ကို မတွေ့စိတ်မှစွန့်နိုင်က ဥပပါရမီကငယ်အသက်စီဝါစွန့်နိုင်ကပရမတ်ထမီကာကြီးပါရမီ၁၀ပါးအကျေပွား အပြား30ညီ၎င်းပါရမီ ဥပပါရမီပရမထပါရမီ၃မှ20၍ဆရာမျိုးမျိုးတို့ကောက်ယူပုံအနီးနီးကိုစရိယာပိတကအထကထာပကိဏကကထာကောဝိပါကောဟူသော မာတိကဖွင့်၌အကျေကြည့်ရှုပါကုန်အဒီမုတ်တိမရဏစိတ်ကိုစောက်တည်၍သိခြင်းကိုအဒီမုတ်တိမရဏဟုခေါ်၏ယခုပင်ငါဤသိခြင်းသည် ဖြစ်စေတည်းဟု စိတ်ကိုစောက်တီးလိုက်သည်ဤအချားမဲ့မှာပင်သေခြင်းမျိုးဖြစ်ဤထိုသေခြင်းမျိုးကဖျားလောင်းများမှသာလျင်ဖြစ်နိုင်ဤတပားသူတို့အားမဖြစ်နိုင်ဖျားလောင်းတော့ကြီးများမှာတယံတခအသက်ရှိသောနတ်ပြမာပြည်နိုင်ဘဝပရိသန်တွေကဲ့ရောက်တည်နေတော်မူကြသည်ရှိသောဤနတ်ပြည်ပြမာပြည်နိုင်တည်နေရသောငါအားပါရမီစာကစရိယကို ဖြည့်ကျင့်ရခြင်းအလင်းမရှိဟု စင်ကျင်တော်မူကြပြီလေ ထိုနှက်ပြီးပြမပြီနိုင်တရှိစွာတည်နေရန်အတွက်ညီငွေတော်မူကြကုန်၏ထိုအခါပိမှန်တွင်ဝင်၍မျက်စိကိုမှိတ်ပြီးလျင်ဤမအထက်၌ငါဤအသက်စီဝိတိန်တွင်အစဉ်သည်စိတ်၍မဖြစ်စေတည်းဟုစိတ်ကိုစောက်တီးလိုက်သည်ဤအချားမဲ့မှာပင်သုတိစိတ်ကြ၍နတ်ပြမအသက်ကျွေးမြဲဖြစ်ကုန်၏မှန်၏ ပါရမီတော်တို့ဤလွန်ကဲစွာဖြစ်ခြင်းဖြင့်ထို့ထို့ဘဝဝင်အတိညာန်တမာဘတ်တို့ဖြင့်ခန္ဓာစဉ်ကိုအထူးတုတ်သင်ပြုပြင်အပ်ပြီးရကကိုခန္ဓာ၌တွေ့တာခြင်းတိနေဟာတရားအလွန်ပါသောကြောင့်လကတတဝါတို့အပေါ်ကရုဏာတော်လွန်ကဲသည်ဖြင့်အတိတ်ထံစောက်တည်ချက်ဤထမြတ်တန်ရှင်းတော်မူလာသောကြောင့်လကအလောင်းတော်ကြီးများလိုလားချက်မှန်သည်များပြည့်စုံထားမြောက်ရလေသည် စိတ်ပေါ်မှာကဲ့သို့ ကံပေါ်၌လည်းစိုးပိုင်တော်မူကြသောကြောင့်ဆိုပြီးတော့အတိမုတ်တိမရဏမျိုးဖြင့်နှစ်ပြမာသံချွေခဲ့ပြီးသောအခါမှလည်းလူတော်ရှိရာ ပါရမီတော်ဖြည့်နိုင်ရာလူပြည်လောကမင်းဘဝပုံနာဘဝစသည်၌ပရိတန်တိတည်နေတော်မူကြသည်ထို့ကြောင့်ပင်ငါတို့၏ဖရာလောင်းတော်သည် ဤယခုဗဒကဘာမှာပင်များစွာသောဘဝရုဏ၌ဆံမလျှောကြပဲစုတေ၍ပြမပြီ၌ဖြစ်တော်လဲကာလနှဲငယ်သာ ထိုပြမပြီ၌တည်နေတော်မူပြီးလျင်အဓိမုတ်တိမရဏဖြင့်စုတေပြမအသက်ချွေခဲ့၍လူပြီ၌ဖြစ်ပြီးလျင်ပါရမီစဥ်တို့ကိုလက်ကျင့်စည်းဘူးတော်မူခဲ့လေပြီး သုံးလူမြက်ဖြောစိန်ဒီကြောကလောင်းတော်ဘဝထိုကာလဝင်မြမဘုံတရှောင်းကျင်ကျင်ရောက်လေညမြောက်လူဘိုးကဲ့တင်လို၍ထိုထိုမြင့်ကြကပန်ပါဟုမြမတန်ပတ်တီစုံထီတိုင်အောင်တတိပြတ်ထံအစံမြန်းမဲစိတ်မန်းစုတီသက်တော်ချွေ၍လူမြေဌာနီတန်ဒီမီလျေပါမီစာကစရိယကိုဘဝဆက်ကဖြည့်ခဲ့ပါသား မြတ်စွာရှင်သောတရားသောသည်အဟောအမကုံတကံကံကပါအကြောင်းမြမဘာသာ၌ကပါကပါဟုခေါ်သောအရာကို ကပဟုသောပါဠိကဟောဆို၏ထို့ကြောင့်ဗုဒ္ဓဝင်ပါဠိတော်၌ကပေစတတတဟတိစတုရောစ အသင်္ခယေစသည်ဖြင့်ဟောကြားတော်မူ၏ကပဟုခေါ်သောအချိန်ကာလတစ်ခုသည် နှစ်ပေါင်းမြည်များရှိသည်ဟုကနန်းချ၍မရေတွက်နိုင်ကြံစား၍သာတိအပ်သောအရာဖြစ်ပေသည်ကြံစား၍တိရပုံမှာအလျားအနံအမြင်တယူစနာစီရှိသောတိုက်ခန်းကိုတောင်ကြီးအတွင်၌လွန်သိငယ်လာသောမုံညင်းဖြူစီတို့ကိုအပြည့်ထဲထားပြီးလည်းဤအနှစ်တရာတရာလွန်သောအခါမှာတစိတစိယူပစ်သည်ဖြင့်ထိုမုံညင်းစီအပုံကြီးကုံသွားတော်လဲကပ္ပတခုဟုခေါ်ဆိုရသောအချိန်ကာလက ကုံဆုံးသည်မဟုတ်သည်ဤသို့ကြံစား၍တိအပ်ပေ၏ဤစကားရက်ကိုထောက်ဆသဖြင့်ပါဠိလိုကပ္ပမြမာလိုကပာဟုသည်မှာရှေးလျားလှစွာသောအချိန်ကာလဖြစ်သည်ဟုတိမှတ်ရ၏ယခုအခါမှာမူရှေးလျားလှစွာသောအချိန်ကာလကိုကပာခေါ်သည်ဟုသတိမပြုကြဘဲမြေကြီးထုတယ်ကိုသာကပာမြေပြီးကပာမြေလုံးစသည်ဖြင့်ခေါ်ဝေါ်သုံးနှုံးနေကြသည်ကပာအပြား ကဘာနေကအတူတူပင်ဖြစ်သည်ကိုသတိပြုရ၏ထိုကကဘာကတမဟာကနေအတင်ချေရကသုံးအန္ဒရကလီအာယုကငါဟာယနာကစဝတနာကဟူ၍၆မျိုးလာရှိသည် ထိုတွင်တအမတ်ပါမဟာကကဘာကြီးတခုတခုကို နေအမတ်ပြကာကြီးပြည့်စေတန်ဝတ္တကခါခွေ ပြတိအတိုင်းတည်နေစေတန်ဝတ္တထာယိကံကငယ်ဖြစ်ပေါ်တိုးပွားစေဝိဝတ္တကံကာကြီးတိုးပွားပြီးအတိုင်းတည်နေစေဝိဝတ္တထာယိကံဤအသင်္ချေယကလေးမျိုးဖြင့်သတ်မှတ်၍ပြအပ်၏တန်ဝတ္တအသင်္ချေယကံတန်ဝတ္တထာယိအသင်္ချေယကံဝိဝတ္တအသင်္ချေယကံဝိဝတ္တထာယိအသင်္ချေယကံဤအသင်္ချေယက၄ပါးကိုမှာ မဟာကတ္တကံခေါ်သည်ဟုလိုထိုအတင်ချေရကတ်လေးပါတို့တွင် ကဘာဖြတ်မိုးရွာသည်မှစ၍မိဖြင့်ပြက်မီကဘာဖြစ်လျင်မိလျံဆဲသည့်တိုင်အောင် ရေဖြင့်ပြက်မီကဘာဖြစ်လျင်ရေရဆဲသည့်တိုင်အောင် လေဖြင့်ပြက်မီကဘာဖြစ်လျင်လေရဆဲသည့်တိုင်အောင်သောကာလသည်တန်ဝတ္တကံပြက်ဆဲကတ်မီဤမိရေလေတစ်ခုခုဖြင့်ပျက်စီးပြီးသည်မှစ၍ ကဘာပြုမိုးရွာသည်တန်ရောင်အတွင်သည်တန်ဝတ်တတ်ထာဤကပျက်စီးသည့်အတိုင်းတည်နေသောကက်မြည်ဤကဘာပြုမိုးရွာသည်မှဆာ၍လောကကြီး၌နေလာနခတ်တာရရပေါ်ထွက်သည့်တန်ရောင်အတွင်သည်ဝိဝတကက်ဖြစ်ပေါ်တိုးပွားစေကက်မြည်ဤနေလာနခတ်တာရရပေါ်ထွက်သည့်မှဆာ၍နောက်တဖန်ကဘာပြက်မိုးရွာသည်တန်အောင်ကာလအတွင်သည်ဝိဝတထာဤကက် ဖြစ်ပေါ်တိုးပွားသည့်အတိုင်းတည်နေသောကပ်မြည်၏ဤစကားရ၌ကဘာဖြက်မူနှမျိုးပါဝင်နေရာတမျိုးမှာမိဖြက်မိကဘာဖြစ်စီရေဖြက်မိကဘာဖြစ်စီလေဖြက်မိကဘာဖြစ်စီညီသည့်ကဘာမှာမစူပြက်ခန့်နီးလေရင်မိုးရွာမြဲဖြစ်သည်ရွာပုံမှာပြက်ရမိကဘာလောကရက်ထဝန်းကျင်နှံ့ဆက်အောင်မိုးကြီးတဲထန်စွာရွာသွန်းလေသည်လူအပေါင်းတို့က မိုးကြီးတဲထန်စွာရွာသဖြင့်ကောက်ပဲသီးနှံစိုက်ပြူကြ၍နွားများစတော့လောက်အောင်အပင်ကလေးများဖြစ်ပြီးနောက်ထပ်၍မိုးမရွာတော့ပဲတခါရဲရစဲသွားတော့သည်ကဘာပျက်စီးရန်အရင်းငံ့ရွာသောမိုးဖြစ်သည်ကြံတမျိုးမှာရေးဖြည့်မိကဘာ၌ကဘာကိုဖြည့်စီးရန်ရွာသောမိုးဖြစ်သည်ထိုမိုးကမိုးရေရိုးရိုးမဟုတ်ကြောက်တောင်ကြောက်ခဲပင်ဖြစ်တော်လဲထိလိုက်လျင်ကြေမွပျက်စီးသွားစေနိုင်သောရေအထူးဖြစ်သည် မီးရေလေတို့ဖြင့်ကဘာပြက်ပုံအကျဲကိုဝိတုဒ္ဓိမတ်ဘာသာပြန်ပုပ်ပေနိဝါတာနုဒ္တတိအဘိညာဉ်ခန်းမှာဖတ်ရှုမှတ်ယူကြပါကုန်ပြဆိုပြီးခဲ့သည်တန်ဝတ္တကဆသောလေးမျိုးတို့သည်အချိန်ကာလတူမျှရှိကြကုန်၏ထိုလေးစုအနံတစုတစု၏ကာလရှည်လျာပုံကိုနှင့်အည်အတွက်အပြင်ပိုင်းခြား၍မည်တွင်နိုင် ထို့ကြောင့်ဤကက်လေးကက်ကို အသင်ချေရကံဟူ၍ခေါ်သည် ထိုအသင်ချေရကံလေးကတ်ကိုပါမှမဟာကတ်တကံသို့မဟုတ်တကပါဖြစ်လာ၏မြမာတို့ကမဟာကပ္ပဟူသောပါဠိအဓိပ္ပာယ်ကိုကဘာဟူသောမြမာစကားဖြင့်တမတ်ခေါ်ဝသုံးဆွဲကြ၏အသင်ချေရကပ္ပဟူသောစကားရ၌ကဝဟာရတိကြမထာတော့ပင်အသင်ချေရကတ်ဟူ၍သာရာနုတာရီပါဠိပြည့်စကားဖြင့်ခေါ်ဝသုံးဆွဲကြ၏သုံး အန္ဒရာကတ်စသည်သူအတင်ချေရလေးကတ်တို့တွင်တန်ဝတ်တထာဤအတင်ချေရကဲဥအစအခါတဏီကဘာဥအခါလူတို့သည်အသက်အတင်ချေတည်နေကြရကုန်၏ကာလရှိလျာလတ်တော်လောဘဒေါသစသောအကုသိုလ်တရားများဝင်ရောက်ဖြစ်စီသည်ဖြင့်တပြေးပြေးနှိမ်ကြကအသက်ဆယ်နှစ်တန်းတိုင်အောင်ဆုပ်ယုပ်လာ၏ဤသို့ဆုပ်ယုပ်လာသောအချိန်ကာလကို ပါဠိလိုဟာယနကပ္ပမြမာလိုစုတ်ကဟု ခေါ်၏တဖန်ဆယ်နှစ်တန်းမှာမေတ္တာပြမတ်ဆိုကုသိုလ်တရားများ ဝင်ရောက်ချီးမြှောက်သဖြင့်သားစဉ်မြေးဆက်တစတက်တစတက်တိုးတက်လာကအသက်အင်ချေရတိုင်အောင် ရှည်သွားကြပြန်၏ဤသို့ဆယ်နှစ်တန်းမှာအတင်ချေရတန်းတိုင်အောင် ရှည်မြင့်လာသောချိန်ကာလကိုပါဠိလိုဝတ္တနကပ္ပမြမာလိုတက္ကဟုခေါ်၏ ဤစုတ်ကံတက်ကံနှစ်ရက်အကြောင်းကိုအကျေတိလိုမူကပိဋကမြမာပြန်ဒီကနိကေ၃ပါဋိကဝတ်စကဝတ္တိ၃နိုင် ကြိရှုမှတ်ယူကြရ၏ဤသို့လည်းယလူတို့၏အတ္တတန်သည်ဆယ်နှစ်တန်းနှင့်အတင်ချရတန်ကုသိုလ်တရားပွားများသောအခါတက်၍အကုသိုလ်တရားဖြစ်စီသောအခါဆုတ်ယုတ်လျက်တက်ချီဆုတ်ချီဖြစ်၍နေ၏ ဤသို့အသက်တန်းတက်ကတ်နှင့်စုပ်ကတ်တစုံကိုအန္တရာကတ်တကံဟုခေါ်၏အန္တရာကတ်သုံးမျိုး ကဘာဟုအခါမှာကအတင်ချေရကတ်ကစား၍စနစ်တန်းရောက်လျင်ပင်ကတ်အပြောင်းလဲဖြစ်ရ၏စုပ်ယုတ်၍လာရ၌လောဘအထူးလွမ်းမို့၍စုပ်ယုတ်လာရခြင်းဖြစ်လျင်အဆုံးသက်ခုနှစ်ရက်အတွင်းမှာငမုတ်ချင်းပေကြီးကြာရောက်၍မကောင်းသူမှန်သည်များတေကြီးပျက်စီးကြရ၏ထိုကတ်ကိုဒုတ်ပိတ်ခန္ဓာကံဟူ၍ ခေါ်၏ဆုပ်ယုတ်လာရ၌မောဟအထူးလွမ်းမိုး၍ဆုပ်ယုတ်လာရခြင်းဖြစ်လေရင်အဆုံးသက်ခွနရက်အတွင်းမှာယောဂဇိုးပေးကြီးကြရာ၍မကောင်းသူတွေမှန်သမျှတေကျပျက်စီးကြရာ၏ထိုကတ်ကိုယောဂန္တရကံဟူ၍ခေါ်၏ဆုပ်ယုတ်၍လာရ၌ဒေါသအထူးလွမ်းမိုး၍ဆုပ်ယုတ်လာရခြင်းဖြစ်လေရင်အဆုံးသက်ခွနရက်အတွင်းမှာအချင်းချင်းလက်နက်တို့ဖြင့်တက်ဖြဲ၍မကောင်းသူတွေမှန်သမျှတေကျပျက်စီးကြရာ၏ထိုကတ်ကို တတ်ထန္တရာကံဟူ၍ခေါ်၏ဝိတုဒ္ဓိမံမဟာဒီကာအလိုအားဖြင့်လောဘထူလွန်မှုလည်းရင်ယောဂန္တရာကံဒေါသထူလွန်မှုလည်းရင်တတ်ထန္တရာကံမောဟအထူလွန်မှုလည်းရင်ဒုဗ္ဗိခန္တရာကံတိုင်၍မကောင်းသူများတေကျပျက်စီးကြ၏ဤသို့တက္ကတ်စုတ်ကတ်တစုံတစုံကိုအန္တရာကံတကတ်တကတ်ဟုခေါ်ရခြင်းမှာဝိဝတ်တထာဤသင်္ချေရကကြီးအဆုံးသက်တွင် မီရေလေတို့ဖြင့်အလုံးစုံမပြတ်မီအတွင် အသက်၁၀နှစ်တန်းသူရောက်တိုင်းရောက်တိုင်းငတ်မွချင်းပေယောဂပေလက်နက်ပေတို့ဖြင့်မကောင်းသူတွေမှန်သမျှတေးကျပျက်စီးကြသည်ကိုဆွဲ၍အကြီးအကျယ်မပျက်စီးမီအကြာကြာ၌ဖြစ်သောပျက်စီးပြောင်းလဲခြင်းအချိန်ကာလဟုဆိုလိုသည် ဤအန္တရာကတ်များဤဆုံးသက်9ရက်အတွင်းကြာရောက်မိဘေးကိုဆွဲပြူကယောဂန္တရာကတ်တတ္တန္တရာကတ်ဒုဗိတ်ခန္တရာကတ်ဟူသောအမည်များကိုစနစ်တမ်းမတိုင်မီကာလအတွင်းဒီကဘာလုံးနှံ့မဟုတ်ပေအချို့သောမြို့ရွာဒေသတို့၌ကုဆတ်တတ်သောယောဂါဖြစ်ပွားနေကြလျင်သူမျိုးရွာဒေတာမှာယောဂန္တရာကတ်တိုက်နေသည်ဟူ၍၎င်းစစ်မှတ်တိုက်ခိုက်ခြင်းဖြစ်ပွားနေကြလျင် ထိုမျိုးရွာဒေသမှာတတ်ထန်ဒရာကတိုက်နေသည်ဟူ၍လကငမောခါမချင်းဘေးဆိုင်နေကလေးင်ထိုမျိုးရွာဒေသမှာဒုဗိတ်ခန္ဒရာကတိုက်နေသည်ဟူ၍လကပြောဆိုလေးရှိကြ၏ထို့သောပြောဆိုခြင်းမှာအန္ဒရာကအစစ်ဤဖြစ်ပြပုံခြေနေနှင့်တူသည်ကိုဆွဲပြုကတင်စား၍ပြောဆိုသော စကားများသာဖြစ်၏ဖျားရှိကိုဆူတောင်းများ၌အပေလေးပါကတ်သုံးပါဟု သုံးနှုံးနာသောစကားမှလည်းဤတင်စားပြောဆိုရသောကတ်ကိုသာဆိုလို၏ဤပြဆိုခဲ့သော တက်ကတ်ဆုတ်ကတ်အဆုံးဖြစ်သည့်အန္ဒရာကတ်ပေါင်း64ကတ်ရှိလေ၏ဝိဝတ်တထာဤအတင်ချေရကတ်တစ်ခုဂုံဆုံတော်၏တန်ဝတ္တအတင်ချေရကတ်တန်ဝတ္တထာဤအတင်ချေရကတ်ဝိဝတ္တအတင်ချေရကတ်တို့၌ကတတဝါများ လူပြည်နဲ့ပြည်၌မရှိခြင်းကြောင့် တက်ကတ်ဆုတ်ကတ်အစုံဒီဟူသောအန္တရာကတ်တို့ဖြင့်မတက်မတ်မပိုင်းခြားရတော့လေထိုတင်ချေရကတ်ကြီးတစ်ခုတစ်ခုလည်းရင်အန္တရာကတ်64ကတ်စီပင်ကာလရှည်လျားသဖြင့်ဝိဝတ်တထား၏အတင်ချေရကတ်နှင့်အချိန်ကာလတူညီမျှကြသည်ဟုမှတ်ယူအပ်၏အာယုကတ်အာယုကတ်ဟူသည်တည်နေရသောအသက်ကိုလိုက်၍တက်မတ်အပ်သောကတ်ဖြစ်သည်အာယုအသက်အသက်တရားရန်ဖြစ်လည်းရင်အနှစ်တရားသည် အာယုကတကတထောင်တန်းဖြစ်လေရင်အနှစ်တထောင်သည်အာယုကတကဖြစ်သည်ဟုဆိုလိုသည်မြတ်စွာဘုရားသည်အရှင်အာနန္ဒာအားအာနန္ဒာငါဘုရားသည်အဋ္ဌိပတ်လေးပါးတို့ကိုပွားများအပ်ပြီးငါဘုရားလိုရှိလေရင်တကက်လုံးတော်၎င်းအနေငယ်ပို၍တော်၎င်းတည်နေနိုင်သည်ဟုမိန့်တော်မူရာကပ္ပယမအာယုကတ်ကိုယူရမည်အာယုကတ်ဟူသည်ထိုထိုကာလ၌ လူတို့၏အသက်တမ်းပမာဏပင်ဖြစ်သည်သို့ဖြစ်၍ငါဖျားလိုရှိလည်းအနှစ်တရာတော်၎င်းနေငယ်ပူရီတော်၎င်းတည်နေနိုင်သည်ဟုဟောတော်မူရခြင်းဖြစ်ကြောင်းအထက်ကနိဗ္ဗာန်အင်္ဂုတ္တရအထာကထာ၌ဖွင့်ပြတော်မူသည်အဟာတိဝထေကမူကားဗဒခေါ်သောမဟာကတ်ကိုယူရမည်ဟုဆို၏ထို့သို့ဆိုတော်မူခြင်းမှာဖျားလောင်းတော်များ၏နောက်ဆုံးဖျားဖြစ်သည့်ဘဝ ပရိတန်နေကျိုးကိုဖြစ်စေသောကံသည်နှစ်ပေါင်းအတင်ချေကြအောင်အသက်ရှိစေနိုင်သောအစွမ်းတတိရှိ၏ဟုနှလုံးသွင်းတော်မူပြီးလည်းယင်မြတ်စွာဘုရားတို့၏အာယုသင်္ခါရခေါ်သောဇီဝိတတန်တန်အဆက်ပြတ်မသွားအောင်ပြုပြင်ဆောင်ထိန်ပေးနိုင်သည်အာယုပါလက်ကဖလားတမာဘတ်တော်သည်ဇီဝိတ၏ဘေးရန်တို့ကိုပယ်ရှားဟန်တာထားနိုင်ကြောင်းပါဠိတော်၌လာသောကြောင့်မိန့်ကြားခြင်းဖြစ်သည် ထိုမထေရီဝါရကို အထက်ကထာဆရာတော်သူလက်မခံကြပြီဝိနည်းသုလဝကပါဠိတော်တန်ခဗေဒကခန္ဓက၌တန်ခါကိုသင်ခွဲတော်သူသည်ငရဲ၌ဖြစ်၍တကပ်ပတ်လုံးကျက်ရဤဟုဟောတော်မူသည် ထိုကက်သည်အဝိဇိငရဲပုံသားတို့၏အာယုကပင်ဖြစ်ကြောင်း၎င်းအထက်ကထာ၌ဖွင့်ဆိုသည် ထိုအဝီစီငရဲပုံသားတို့ဤအာယူကတ်သည်မဟာကတ်ကြီးကို အပုံ80ပုံလည်းဤတပုံစာကာလနှင့်ညီမြသည်ဟူ၍တေရတကံခေါ်သောဝီနီဒီကာကြီး၌ဖွင့်ပြသည်ထိုဒီကာကြီး၌ပင် အပုံ80ဤတပုံစာကာလကိုအန္တရကတ်ဟူ၍အမှန်အတားပြုအပ်ကြောင်းအထူးဖွင့်ပြလျက်ရှိသည်ထိုဒီကာကြီး၌အပုံ80ဤတပုံစာကာလကိုအန္တရကတ်အဝီစီငရဲပုံသားတို့ဤအန္တရကတ်ဟူ ဖွင့်ပြသဖြင့်မဟာကက်ကြီးတကက်လည်းရင်ဝီစီငရဲပုံသားတို့၏အရေးအတွက်အားဖြင့်အန္ဒရာကက်80ရှိ၏ဟုအဘိဓိပေကြရောက်၏ဤစကားအရာရှင်းလင်းဖော်ပြရန်ရှိသည်မှာဆိုအပ်ပြီးသောအတိုင်းမဟာကက်တကက်မှာအတင်ချေရ၄ကက်အတင်ချေရတကက်မှာအန္ဒရာကက်ပေါင်း64ကက်စီရှိသည်ဖြစ်၍မဟာကက်တကက်လည်းရင်လူတို့၏အရေးအတွက်အားဖြင့်အန္ဒရာကက်ပေါင်း256ကက်ရှိသည်ဟုတိမှတ်ရ၏ ထို256ကတ်ကို80ဖြင့်စားလျင်3ကတ်နှင့်5ပုံတပုံ35ပိုင်းတပိုင်းစီရာ၏တို့ဖြစ်၍လူတို့၏အန္တရာကတ်ပေါင်း3ကတ်နှင့်5ပုံတပုံသည်ဝီစီငရဲပုံသားတို့၏အန္တရာကတ်တကတ်ဖြစ်၏ဝီစီငရဲမှာလူပြိနိုင်ကဲ့သို့တက်ကတ်ဆုပ်ကတ်ဟူ၍မရှိအချိန်ရှိသည်များဒုက္ခပိစီပစ္စည်းဆင်းရဲ၍သာနေရသဖြင့်လူပြိနိုင်ကဲ့သို့ဆုပ်ကတ်၏အဆုံးအဆုံးဖြစ်ပွားသောကကြီးသုံးပါးဖြင့်လည်းပိုင်းခြားရမလို့ ထိုဝီစီငရဲပုံသားတို့ဤအာယုကတ်ဖြစ်သည် မဟာကတ်ကြီးအပုံ80မှာတပုံစာကာလတည်ပင်အန္ဒရာကတ်တကတ်မြည်တော့သည်တို့ဖြစ်၍အဝီစီအန္ဒရာကတ်တကတ်လျင် လူတို့ဤအန္ဒရာကတ်၃ကတ်နှင့်၅ပုံတပုံရှိ၏ဆိုလိုသည်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင် ပထမရေပထမပိုင်းပိုင်းကိုကိုဖပြပူဇော်လူပြီးပါပြီရှင် အားလုံးပဲပေးရန်ကင်းကွာစမ်းမချမ်းသာကြပါစေရှင်။